မင်္ဂလာရှိသောချိန်ကာလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့ကစေဝင်စားဖွေရာကောင်းတဲ့ပရာလောကဖြစ်ရမယ်ဇလန်ကောင်းလေးတပုတ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်လေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလန်လေးကိုအခုပဲစားလိုက်ကြရအောင်ပါ69နှစ်ကျော်ကဖြစ်တယ်ရန်ကုန်မြို့မှာတောင်တကုံကအခုမှမြို့တည်တေကစားအချိန်ဖြစ်မြေတွေကိုရှင်းထားပြီးတော့အကွက်တွေရိုက်ထားတာဖြစ်ပြီးတော့ အစိုးရဝန်ထမ်းတွေမိဘအသင်းသူတွေကိုနေရာချထားပေးမယ်ရက်ကွက်မှာခေါင်းလွန်လာတာကြောင့်နေသူတွေတိတ်မရှိဘူးခြံကွက်လူကြီးတွေကမြေရိုင်းတွေပေါက်နေပြီးတော့တောထူထက်နေတယ်ဒါပေမဲ့လူလုံးဝနေတာတော့မဟုတ်ဘူးတန်းနိုင်သူတွေက ပြင်တော်အိမ်လေးတွေကိုဆောက်ပြီးတော့နေကြရင်ရင်တို့လိုမိသားစုဖို့တော့အဲ့ဒီမြေကွက်ကိုပင်ဝယ်ရသည်မှလည်းအတော်လေးကိုချွေတာစုဆောင်ပြီးမှဝယ်ခဲ့ရတာဖြစ်တယ်ကိုဖိုးမောင်ကလက်သမားဖြစ်တယ်အဲ့ဒီခေတ်ကအစ်တွေပေါ်သေးတာကြောင့်အိမ်ဆောင်ရင်တော့အများစုကတင်းနဲ့သာစောက်ကြတာကြောင့် အမြဲလိုလိုအလောက်ကန်ရှိကြဒါပေမဲ့ပုံမှန်တော့တွက်လို့မရအောင်မိုးရင်းလိုဝါရင်းလိုကာလာမျိုးမှာအလုတ်ပြတ်နေတတ်တယ်ဒါကြောင့်အရင်ကတစ်ဖက်တစ်လမ်းကနေပြီးတော့စက်ကြုတ်ဆိုင်လေးဖွင့်ရသာသမီနေရောင်းနေမို့လို့အိမ်စိတ်က ပြေးလဲယုံသာရှိအိမ်ကားစားတဲ့နှစ်ထပ်အင်္ဂလိပ်ရဲ့အောက်ထက်ချင်းချင်းဆုပ်ဆုပ်ကလေးမှာအများနဲ့တူနေထိုင်ရရင်းရဲမှာအိမ်မက်တစ်ခုရှိအဲ့ဒီအိမ်မက်ကတော့မိသားစုပိုင်းအင်္ဂလိပ်လိုချင်းအခုတော့ဆန္ဒတွေပြေးခဲ့ပြီဖြစ် တရက်ဈေးသွားရင်တီရိုမီယာကနေတသိန်းစုထပေါက်တယ်။အဲ့ဒီခါမှာသူတို့အလိုချင်ဆုံးအိမ်ကိုစိတ်ကူးမိ။အဲ့ဒီခေတ်ကတသိန်းမှနေတော့မနေလောက်။ဒီလိုနဲ့မြို့ထဲမှာအိမ်ချမ်းမြေစီမကတ်နိုင်တာကြောင့်မြို့တင်မှာစုံစမ်းရဒီရောမှာတောင်းတကုံမှာလမ်းမကြီးမေးတင်ပြီးတော့လမ်းတော့ကြတဲ့မြေကွက်ကလေးကိုတသောနဲ့ဝယ်ယူလိုက်။မြေကွက်ဝယ်ပြီးတော့မြေချင်းရတယ်။အိမ်ဆောက်ဖို့ပြင်ရတယ်။ကိုဖိုးမောင်ကလက်သမားဖြစ်တာကြောင့်အိမ်အတွက်တော့တိတ်ပူစရာမလို့ သာသမီရှည်ရည်စဉ်းစားပြီးတဲ့နောက်လေးကန့်ပါတဲ့တထက်တဲ့သားအိမ်လေးကိုဆောက်လုပ်ဖို့စိတ်ကူးလိုက်ကြတယ်။အိမ်ကိုအရှိန်အားတိုးဆောက်ပြီးတော့အိမ်နောက်ဘက်ကိုတော့ရင်ရင်ကစိုက်ပြိုးမယ်လို့တွေးထားလိုက်။ဒီလိုနဲ့၃လခန့်ကြာတဲ့အခါမှာအိမ်တစ်ကလေးတစ်လုံးရပြီဖြစ်တယ်။အိမ်ရဲ့အစ်ကရေနံကြီးတွေနဲ့မှုန်းနေပြီမယ်။ကိုပိုင်အိမ်မှာနေထိုင်ရတာမို့လို့ရင်ရင်ပြောမဆုံး။အိမ်ပြောင်းလာကြတော့သာသမီတွေက ပြောကြ။ချမ်းကလေးအကျယ်ကြီးဖြစ်တယ်။မျိုးနဲ့တော့ဘာမှမဆိုင်ဘူး။လေကောင်းလေတန်းကလည်းအရန်ရှူလို့ကောင်း အိမ်ကောင်းရဲ့ဘက်ချံမှာလူမနေသေးပေမဲ့ကြံဝဲလူကြီးဖြစ်ပြီးတော့တစ်ပင်တွေပေါန့်နေသူတို့အိမ်ခြေရင်းမှာတော့ရက်ွက်အတွင်းဝင်နေလမ်းကလေးရှိအိမ်ရှိမှာတော့ပေတရာလမ်းရှိပြီးတော့ကားသွားလာရှိပေမဲ့မျိုးတင်မလို့ကားသွားလာကျေးမိသားစုပျော်ပျော်ကြီးညစာစားပြီးတော့အိမ်ရဝင်ခဲ့အိမ်အသေးမလို့မိမတွေ့ရသေးပေမဲ့ဂျင်းနစီမိကွက်သာထွန့်ပြီးတော့အိတ်မိသားစုချင်းတော်ကြီးထောင်ထားပြီးတော့ကလေးနှစ်ယောက်ကိုအလေကာထားပြီးတော့အိတ်ချ ဘလောက်ကြာသွားတယ်မသိစူညံတန်တွေ ကြတော့ရင်းရင်းမျက်လုံးပွင့်ကြည့်အတန်ကခေါင်းရင်းချံကနေတိပင်တွေစီကနေလာတဲ့အတန်ဖြစ်တိပင်ကိုတယောက်ယောက်လှုပ်ကိုင်နေတဲ့အတန်မျိုးဖြစ်ကိုဖိုခင်ချပါဦးအတန်ကြားလို့ကိုဖိုခင်ကထားလိုက်ပြီးတော့ခြေထောင်ထဲမှာထိုင်ပြီးတော့နားထောင်နေလိုက်တိပင်လှုပ်တဲ့တွေကိုကြားလိုက်ရဘာလဲမသိဘူးနော်တခုများလား မဟုတ်ပါဘူးကွာကြက်တွေလားဘာတွေလားပဲအပင်ထိတ်မှနားပြီးတော့ခုံနေတဲ့အတံမျိုးအိုးရှင်ကလေခေါင်းရင်ချင်မှကြက်ရှိပါမလားအင်းဒါဆိုရင်တော့ညာငတ်တွေဖြစ်မယ်ကွာလင်းဆွဲကြီးတွေဆိုရင် အကြီးကြီးတွေပဲသူတို့တက်တာဖြစ်မှာပေါ့ကွာပြန်ဟိတ်ပြန်ဟိတ်ကိုဘိုးခင်ကပြောပြီးတော့ပြန်ဟိတ်သွားတာကြောင့်ရင်ရင်လေးလဲလိုက်ပြီးတော့အဲ့ဒီတံကိုနားထောင်နေလိုက်၁၀မိနစ်ခန့်ရှိတော့အတံထက်မကြားရတော့ငတ်တွေပြန်သွားလောက်ပြီဖြစ်တာကြောင့်ရင်လေးပြန်အိတ်လိုက် မနက်လင်းတော့သားနဲ့သမီးစောကစားနေကိုဖိုးခင်ကတော့မနက်စာစားပြီးတာနဲ့ထမင်းကြိုက်ထည့်ပြီးတော့အလုပ်သွားတယ်။ဂျင်ရင်လေးအစောကြီးချက်ပြုတ်ပြီးတော့ခြံရှင်းဖို့ခြံထဲဆင်းခဲ့။အိမ်ရှိမှာဆဲပေးကန်မြေကွက်လက်လေးရှိမြေပြောင်ပြောင်ကလေးဖြစ်တာမို့လို့အုံးတပြက်စီနဲ့လဲယုံတာရှိခြံကောင်းကြီးနဲ့ခြံနောက်ဖေးမှာတော့ပေါင်းမြင်မျက်ပင်တွေရှိတာကြောင့်ဓမ္မတူလေးတစ်ချောင်းနဲ့ခေါင်းရင်ကိုထွက်လာခဲ့။ခေါင်းရင်ဘက်ကဖျားဆင်းအတွက်ထုတ်ထားတဲ့နေရာကလေးနှီးမှာ လူနေရဲ့နှိပါဘန္နာပင်တပင်ပေါက်လုံးဘက်ကတော့ကြက်စစ်တဲ့အနေငယ်သာကြီးဒါပေမဲ့အရွက်တွေကဖျားပြီးတော့စိမ့်ဆိုနေဘန္နာပင်ကလေခိုးချံဒီချံချားမှာပေါက်ခုတ်ပြင်မှာရမယ်ထင်နေအဲ့လိုပြောရင်လည်းဘန္နာပင်ချင်းရင်နာကိုဓမ္မနဲ့လွှဲပြီးတော့ခုတ်ဖို့ပြင်လိုက်အာမင်းကြီးအိမ်နောက်ဘေးကအော်တန်ကြားတာကြောင့်လက်ထဲကဓာတ်ကိုပြေးချပြီးတော့ပြေးထွက်လာခဲ့။တမီးရဲ့အော်တန်ဖြစ်တယ် တမီးက၈နှစ်ခန့်ရှိပြီးတော့တားကတော့၁၀နှစ်ကျော်ပြီ။ဘာဖြစ်တာလဲတမီး။လူမေးလူမေး။ဘာဖြစ်တာလဲတမီးရဲ့။ပြောရင်းနဲ့ရင်ကတမီးလေးကို ပြေးဖက်ထားလိုက်တယ်။ဟိုလူကြီးတယောက်အိမ်နောက်ဘေးကနေအိမ်ရှိကို ပြေးသွားတာမြင်လို့ရင်ကဘေးဘီကိုလဲချိန်လိုက်။သူ့စိတ်ထဲလေစနိုးစနာဖြစ်သွားတယ်။နောက်တော့မှအိမ်ချင်းကလမ်းလေးကိုတရီရသွားတယ်။ ကျန်ကဝါကတ်တွေနဲ့ကာယံထားတာဖြစ်ပေမဲ့ချင်းရင်ဘက်လမ်းလေးကိုလမ်းမြင်ရအဲ့ဒီတော့မှလာတဲ့လူတအုပ်ကိုမြင်လိုက်ရတာဖြစ်မယ်လို့တွေးပြီးတော့စိတ်ဖြေလိုက်သမီးအိမ်အပြင်မှာမစွန့်နဲ့လာလာလာအိမ်ထဲကိုဝင်စွန့်ကလေးနှစ်ယောက်ကိုအိမ်ထဲသွင်းပြီးတော့ရရင်ကတတိယသွားတယ်ခေါင်းရင်မှာသူဓမ္မတူလေးကိုပြစ်ချခဲ့တာကိုပြန်ကောက်ရအောင်ဒါကြောင့်ရရင်လေးဓမ္မလေးကို ကောက်ဖို့ခေါင်းရင်ကိုသွားလိုက်ဗန္နာမင်းနားရှာတဲ့အခါဓာတ်ကိုမမြင်ရတော့ လက်ပဲရှာပြီးမှမတွေ့ဘူးအိမ်ပေါ်ကိုပြန်တက်ပြီးတော့မိဖို့ပဲကြီးလိုက်တော့အိမ်နောက်ဘေးတကားဆင်းမှာဓမ္မတူလေးကကြာနေထူးဆန်းလိုက်တာငါမြဒီထိပြန်ယူလာမိသလားအဲဒီလိုတွေးပြီးတော့ဓမ္မလေးကိုသိမ်းလိုက်တယ်တမီးငယ်ကအကြောင်းနေသေးတာမို့လို့သူ့နားမှာအဖို့ပြုတ်ပင်းနေဗန်နာပင်ကိုတော့မခုတ်ဖြစ်တော့ညနေတော့လှည့်ရောက်နေဈေးသည်လေးလာတယ်အဲ့ဒီဈေးသည်လေးမှာကြက်သားငါအကုတ်ပါတယ်ဇင်ရင်ကကြက်သားဝယ်လိုက် ပြောင်းလာတာမကြသေးတာကြောင့်ဈေးတွေဘာတွေမသွားရသေးဘူးခလေးနှစ်ယောက်ကိုလည်းကြောင်းပြောင်းဖို့လုပ်ရအောင်မလို့ရင်းရင်အိမ်မှာသာနေရကျက်ပေါင်ကြမ်းလေးဝယ်လိုက်ပြီးတော့အတုံးလေးတုံးပြီးတော့အကျွတ်ကျော်ဖို့စီစဉ်ရသားသမီးတွေစားဖို့ဖြစ်ပြီးတော့ကိုဖိုးမောင်ကညနေပတ်ဆိုရင်အိမ်မှာနင်းနေပါပါတောက်တက်တာမလို့သူ့ယောက်ျားအတွက်လည်းအမီးဖြစ်တယ်ကျက်သားတွေကိုကြော်ပြီးတဲ့နောက်အိမ်နောက်ဖေးဇပွဲခုံလေးမှာတင်ပြီးတော့နှီးအုပ်ဆောင်လေးအုပ်ပြီးတော့ရေစာရာကြောင်းအိမ်ရှိကိုထွက်ခဲ့တောက်ရီအိုးမှာရေတခွက်တောက်နေတဲ့အချိန်မှာ ကိုဖိုးမောင်က channel ကိုလှမ်းဝင်လာတော့ကိုဖိုးမောင်ဒီနေ့စောပါလားတော့အေးလေကွာမင်းနဲ့သားသမီးတွေနေရာဒေသအသေးဆိုတော့အဆင်မပြေတော့ဘူးထင်လို့ပြပါတယ်ရှင်ကိုဖိုးမောင်ကလွယ်ိတ်သေးကပလင်းအနက်ကလေးတစ်လုံးကိုထုတ်ပြီးတော့ဇပွဲပေါ်တင်လိုက်တော့မှရင်ရင်လေးကြက်ကြော်ကိုတတိယသွားတယ်အတော်ပဲကိုဖိုးမောင်ကိုဖိုးမောင်ဘုရင်ကြက်ကြော်ကြော်ပေးထားတယ်အဲ့လိုပြောပြီးတဲ့နောက်အိမ်တော်ဖေးကိုဝင်ခဲ့ နီယိုဆောင်ကိုလမ်းကြည့်လိုက်တော့ကျွေဤတုတ်ပကံကအလိုကြီးဖြစ်နေတယ်။ကြွကြော်တတော်မင်းမရှိတော့။ဟောတော့ကြွကြော်ရီကုန်ပြီ။ဘဲဘဲသူစသွားတာလေ။ရရင်ကရရွလိုက်တဲ့အခါမှာကိုဖိုးအောင်ကအိမ်တော်ပြေးကိုပြေးလာ။ကြောင်ခိုးသွားတာဖြစ်မှာပေါ့။မင်းကအုပ်ဆောင်အုပ်မထားဘူးလား။အုပ်ထားပါရဲ့ရှင်။ဘယ်လိုလုပ်ပြီးတော့ပျောက်သွားရသလဲ။ ကိုဖိုးမောင်ကတက်ပြင်းချလိုက်တော့ခိုးခေအကြောင်းတခိုးတွေကတိတ်လေတာကွာအိုဆောင်းလောက်တော့အသာလေးဖွင့်တယ်ဘယ်တက်နိုင်မလဲရှင်ရင်ရင်ဝဝညံ့တာပါကြောင်ရင်ထဲထည့်ထားလိုက်ရင်အကောင်းသားကိုဖိုးမောင်အတွက်မြေပဲကြော်ပေးမယ်နော်မတက်နိုင်တော့ဘူးကိုဖိုးမောင်လေမြေပန်းစင်ကြော်နေတာမြေရတော့မယ်ကလေးတွေလည်းကြက်သားကြော်မှစားရတော့စားတော့ပြီးတော့မိုးလေချုပ်လာတာကြောင့်စောစောစီးစီးအိပ်ရာဝင်ခဲ့ကြတယ် ဟိုဖိုးမောင် ကျမတို့ဘယ်တော့အိမ်တက်လို့ကြမလဲတော့ဟိုနောက်တစ်ပတ်တော့လောက်တာပေါ့ကွာအခုရပိုင်းခီးထွက်စရာရှိသေးတယ်ကွာဟိုခကြီးကဘယ်ကိုသွားရမှာလဲတော့ဟိုတောင်ကူဘက်မှာငါအတီကပြင်တော်အိမ်ကြီးတလုံးစောင့်ပါတယ်ကွာလက်ခလည်းတော်တော်ရမှာမလို့ငါလည်းလိုက်သွားမလို့အင်းမာတော့အလုပ်ကိစ္စဆိုလေသွားပေါ့ပြန်လာရင်တော့ဖះဆင်းလူလေးတစုဝဲပြီးတော့ဖះနေကစားတင်နေအိမ်ပွဲတက်လောက်ကြမယ်လေမကောင်းဘူးလား ခြေရင်ပြောတာကိုကိုဖိုးမောင်ကစိတ်စိတ်သာနေလိုက်တော့တယ်။လူကလည်းရဲတောက်ပြီးတော့နည်းနည်းထွေးနေကြမလို့တခါတည်းထိုးအိတ်လိုက်တော့တယ်။နောက်တနေ့မနေ့ကိုဖိုးမောင်ကအလုတ်ကိုနေတဲ့ပိုင်းဆင်းပြီးတော့နေလေပြန်လာခဲ့။ခရီးသွားမှမို့လို့လိုအပ်တဲ့ဝတ်ထည်တွေနဲ့လက်သမားပစ္စည်းတွေကိုတေချာထုတ်ပို့ရ။ညကားနဲ့သွားမှမို့လို့ကားဝင်းကိုညနေပိုင်းကလေးကသွားရမှာဖြစ်ပြီးတော့ကိုဖိုးမောင်နဲ့တူသူ့လုပ်ဖို့ကင်ပန်း၅ရောက်ခန့်တူတူသွားကြမှာဖြစ်။ရရင်ကကလေးနှစ်ယောက်နဲ့မို့လိုက်မပေါ်အားတော့ ညနေဆောင်တော့ကိုဘိုးမောင်ထွက်သွားကြပြီဖြစ်တယ်။ဖေရအကြောင်းဆောင်ပေါ်မှာဘာမှမရှိသေးဘူး။အရင်ကရင်ရင်တို့မှာဖေရဘုံတော်လေးကိုသာကိုးကွယ်ရမှာ။အိမ်ဆောင်ပြီးတဲ့အခါမှာဖေရဆင်းတူလေးတစုဝယ်ပြီးတော့ပင်ထားလိုက်။အိမ်တက်လို့တဲ့အခါမှာဖေရနေကစားပါတွဲတင်မယ်လို့ခံမှန်းထားတာကြောင့်ဖြစ်တယ်။ကလေးနှစ်ယောက်မှာရေနံစီမိခွက်အောက်မှာစာဖက်နေကြ။ရင်ရင်လေးဖះเจ้าဆောင်ဘက်ကိုလှည့်လိုက်ပြီးတော့စိတ်ထဲမှာဖះကိုအောက်မိပြီးတော့ဖះရှိကိုလိုက်။ဩဃာသာဩဃာသာ ဖရာကျောင်းဆောင်လေးရဲ့ခေါမိုးပေါ်ကိုဗန်နာပင်ကိုင်းချတဲ့အတန်အဖြစ်ရေရင်ကလန့်သွားပြီးတော့ဆက်မဆူသေးပဲနဲ့ပဝင်းချင်ကိုကြေးလိုက်မိုးရိပ်နေငယ်ရှိပေမဲ့လေကငြိမ့်နေသားနဲ့သမီးစာဖတ်နေတဲ့မိခွက်မှာရှိတဲ့မိစမှာလည်းတည်ငြိမ့်နေငှက်လောက်တာပဲဖြစ်မယ်စိတ်ထဲမှာအဲ့လိုတွေးလိုက်ပြီးတဲ့နောက်ဖရာဆက်ရှိကိုလိုက်အဲ့ဒီချိန်မှာစောစောကတိုင်းဗန္နာကိုင်းကဘုရားရှင်ကိုရိုက်ခတ်တယ်။ရှင်ရင်ထူတော်ထူးနေပြီဖြစ်တယ်။ သားနဲ့သမီးကတော့စိတ်ထဲစာရောက်နေတာမလို့အာရုံမရှိကြသေးတခခုတော့နှောက်ရှက်နေပြီကလေးတွေလမ်းမှာဆိုးတာကြောင့်ဖေးရမရှိကိုတော့ပဲနဲ့အင်းရှိတကားမကြီးကိုပေးလိုက်ပြီးတော့အိတ်ခမ်းတကားကိုအတူတူဝင်သွားလိုက်ကလေးသက်ရင်နဲ့ရင်လဲအိပ်ပျော်သွားတယ်စူညာတန်တွေကြားတော့မှလန်တို့လာခဲ့အတန်ကတော့အိမ်ခေါင်မိုးသွေးပေါ်မှာပြေးလွှားနေတဲ့အတန်ဖြစ်အတန်ကအိမ်နောက်ဘေးကတက်လာပြီးတဲ့နောက်အင်းရှိအေကန်းလောက်ထိတဒုံဒုံနေပြေးလာ ဲ့ဒီကနေ့တစဉ်အိရှိကနေပြန်လှည့်လာပြီးတော့အိနောက်ဘက်ကိုပြန်ပြေးဘာကောင်းတော့ငါထလောက်လိုက် နာတော့မင်းရင်ရင်ကကလေးနိုးမှဆိုလို့ဒေါသထွက်ပြီးတော့အော်ခြင်းရာအော်လိုက်အဲ့ဒီခါမှာအဲ့ဒီတန်မှာတိတ်ဆိတ်သွားတယ်ရင်ရင်ဆက်မအိရဲတော့ပဲနဲ့ကလေးတွေကိုဖက်ပြီးတော့အိမ်ဆောင်နေလိုက်ကလေးတွေက ပိုးလို့ပက်လက်နဲ့အိမ်မောကြနေဒါပေမဲ့အကြောင်းတကောင်ဖြစ်မယ်လို့တွေးရင်လည်းစိတ်ဖြေလိုက်မိပြေးတံကိုထက်ကြရပြန် တေချာနားတော်ကြီးလိုက်တဲ့ခါမှာကြောင်မဖြစ်နိုင်ခြေတော့ကခက်ကြီးကြီးခက်ပြင်းပြင်းအတန်ကြီးဖြစ်ဟဲ့ပြောနေတာမကြောက်ဘူးလားရက်ဆိုရက်နော်မရက်လို့ကတော့ငါနဲ့တွေ့အဲ့လိုသာအော်ပြောလိုက်ရပြီမေသူ့စိတ်ထဲမှာတော့အလွန်ကြောက်နေပြီဖြစ်တယ်အဲ့ဒီတန်ကရက်သွားပြန်နိုင်ဝဲလောက်ဆက်နားတော်ကြီးတဲ့ခါမှာအတန်မကြားရတော့အဲ့ဒီချိန်မှာအိမ်တွင်းကနေအိမ်ရှိနေအိမ်နောက်ကျမ်းပြင်တွေကိုဖြတ်သန်းပြေးလွှားနေတဲ့တန်ကိုကြားရပြန်ရင်ရင်ခေါင်းမွေးတွေထောင်သွားတယ် ။တရေကအိမ်ထဲရောက်နေပြီဖြစ်။ရင်ရင်တို့အခန်းမှာတော့ဝေမနာသေးပေမဲ့တိုင်လုံးအနံပြေးလွှမ်းနေ။ခြေတံကလည်းတဒုံဒုံနဲ့စူညံနေ။အနားမှာရှိတဲ့ຢာကိုလိုက်ရှာကြည့်။မိခွက်ထွန်းထားတာကြောင့်အခန်းတွင်းမှာမိန်ပြပြလင်းနေ။နောက်တော့ကြောက်ပြင်းနဲ့တနခါတော့ကိုဆမ်းပြီ။တနခါတော့ကလူကြီးလက်ကောက်ဝတ်ရှိပြီးတော့လေးလံနေသေး။ရှင်ရင်တို့အိမ်ခန်းမှာတကားမရှိပဲနဲ့လိုက်ကကလေးတစ်ခုသာကာရင်ထားတာဖြစ်တော့ခြေတံကသူတို့အခန်းရှိဖျက်ချောက်သွားမဲ့ချိန်ကိုစောင့်နေလိုက် သူတို့ခန်းရှိဖျက်ရှောက်ချိန်မှာလက်ထဲကတနခါတို့နဲ့လှမ်းပြစ်လိုက်တယ်။တနခါတို့ကအဲ့ဒီကြောင်ကိုမထိပေမဲ့ဒုံးကနေချမ်းပြင်ကိုကြာသွားတော့တယ်။တိတ်တိတ်နေလို့ပြောနေတယ်နော်။ဒါငါအိမ်နင်တို့အခုထွက်သွားကြလား။ခြေတံကတိတ်ဆိတ်သွားပြန်။ရင်ရင်လေးမအိပ်ဖဲနဲ့အကြောက်တရားနဲ့စောင့်နေ။ဘုရားစာမျိုးစုံရိုးနေပြီးတော့မနေ့၃နာရီထိုးကန်နေချမှာမိကနေအိပ်ပျော်သွားတော့တယ်။ခြေရောက်ကိုလေတိုက်တဲ့အတန်ကြတော့လမ်းဖြန့်ပြီးတော့မျက်လုံးပွင့်ကြည့် အဲ့ဒီခါမှာလူမဲမဲကြီးကသူ့ချေရင်ကနေပြီးတော့ချင်းတော်အပြင်ဘက်ကနေကြည့်နေရင်ရင်လေးလန့်ပြီးတော့အော်ဘူးစဉ်းစားလိုက်ချိန်မှာပဲချင်းတော်ကိုလှန်လိုက်ပြီးတဲ့နောက်ရင်ရင်ရဲ့ခြေထောက်တွေကိုဆွဲလိုက်တော့လက်မဲမဲကြီးကရေခဲတော့တ냐အေးဆက်နေရင်ရင်ခြေထောက်ကိုဆွဲပြီးတော့အခန်းပြေမှတ်ကိုဆွဲထုတ်သွားတယ်အဲ့ဒီမဲမဲကြီးကတော့အကောင်သားမဲမျက်လုံးနဲ့ပါးစပ်ကြီးကအလင်းရောင်ဖြူဖြူတွေထွက်နေဟာ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  ပြန်မပြောနိုင်တော့အောင်ကြောက်เสียရကောင်းနေအတန်ကြီးနဲ့ရင်ရင်ကိုကြည့်ပြီးတော့ရေမောနေလက်ကတော်တော်တန်းမာတယ်ရင်ရင်အခြေခံဂျုံးလာတော့ရုံးမထွက်နိုင်လက်ကိုဟိုဆန်းဒီဆန်းနဲ့ဆန်းကြည့်တော့သူစောစောကပြစ်ထည့်တဲ့တနခါတုံးကိုတွေးလိုက်ရတနခါတုံးကိုကောက်ပြီးတော့အဲ့ဒီကောင်းကြီးရဲ့မျက်နှာကိုထုထည့်လိုက်အဲ့ဒီကောင်းကြီးမှလန့်သွားပြီးတော့လက်တွေကိုလွတ်လိုက်ရင်ရင်လည်းခြေတော်လွတ်သွားတာနဲ့အဲ့ဒီကောင်းကြီးကိုလန့်ကန်ပြီးတော့ပြေဝင်ပြီးလုံးထွေးလိုက်တော့လာစမ်းနင်းကငါထမိန်နဲ့အုပ်ပြင် ပြောရင်လုံထွေးနေရကနေအဲ့ဒီကောင်ကြီးကရင်ရင်ကိုတွန်းလိုက်ပြီးတဲ့နောက်အိမ်ရှိကိုထွက်ပြေးပြီးတော့ပိတ်ထားတဲ့အိမ်ကားမကြီးကိုဖောက်ပြီးတော့ထွက်ပြေးသွားတော့တယ်။ရင်ရင်ဆက်မအိပ်ဖြစ်တော့ငိုလဲငိုလိုက်တော့တယ်။မနဲ့လင်းတော့ရင်ရင်ကထူပိုးနေပြီဖြစ်တယ်။အခုအိမ်မှာအလွန်ကြောက်စရာကောင်းနေတရေကြီးတကောင်ခြောက်လန့်နေပြီဖြစ်တော့စက်တောင်းမနေကြတော့အာကိုစရာယောက်ျားဖြစ်သူကလည်းခရီးသွားနေတာကြောင့်လူမမဲကလေးနှစ်ယောက်နဲ့သာရင်ရင်ဘာလို့ရမှမသိဖြစ်နေဒါနဆံမြမေတ္တာရက်ခံပါတယ် အိမ်ရှိကအော်တန်ချလိုက်တော့မှအပြင်ကိုအမြန်ပြေးထွက်ခဲ့။ဇန်ဦးတွေကစန္ဒပုကို ခဲလိုက်ပြီးတော့ကောင်းစုပ်ွားနဲ့ပဲအိမ်ရောက်ကိုပြေးဆင်းသွားတယ်။ခြံဝမှာသီလရှင်တစ်ပါးကရက်နေ။အသက်ရွယ်အိုမင်းနေတဲ့သီလရှင်ကြီးဖြစ်တယ်။ဆရာလေးတပည့်တော်မကိုကယ်ပါအောင်ဖေဟာ။ဘာဖြစ်လို့လဲတကားမလေးရဲ့။တပည့်တော်တို့အိမ်မှာ အလွန်ကြောက်စရာကောင်းတဲ့တရေကြီးကောင်တောင်းချက်နေလို့ပါ။သီလရှင်ကခေါင်းငိမ့်လိုက် မေတ္တာသုံးရွတ်မေတ္တာများများပို့ပြီးအိမ်မှာခြံထဲမှာရှိတဲ့မြင်ရမမြင်ရပုံကိုယ်တွေကိုမေတ္တာပို့ပြီးကောင်းသွားပါလိမ့်မယ်မေတ္တာပို့လို့ရမလားဆရာလေးရဲ့ညကတော့ကျမနဲ့နှစ်ဘက်ဖတ်သက်ခဲ့ပြီးပြီကြားပါတယ်တကမာလေးရဲ့မေတ္တာဆိုတာကောင်းဆုံးလက်နက်ပါပဲတကယ်စိတ်ရင်းနဲ့မေတ္တာပို့ကြည်စမ်းပါတာမိတွေထမင်းတော်ချက်မစားနိုင်တော့အနာကရှိတာလေးတွေဝယ်စားရရှင်ရင်ကမေတ္တာတစ်နေ့လုံးလို့ပို့နေမိ မေတ္တာတုပ်လေရွတ်ဖတ်နေရကလေးတွေကပြေးချီမှန်ခွေးနေဝေထားလို့လာမပြောတတ်အေးလူလူပဲဖြစ်နေရင်ရင်တယောက်သာညရောက်မှကိုတွေးကြောင်နေရညရောက်တော့အခန်းထဲမှာရေနံစီမိခွက်အသုံးခွက်ထွန်းထားလိုက်ညစေနာကြီးကျော်တော့အခန်းရှိကိုဘုန်းကနေကုန်ချတန်ကြီးကိုကြားလိုက်ရကျမ်းမြင့်ဘော်ကိုအလွန်လေးတဲ့အထုပ်ကြီးတစ်ခုပြုတ်ချသလိုအတန်ကြီးအတန်ကြားလိုက်တာနဲ့ရင်ရင်ကြက်သိန်းတွေထလာတယ်အဲ့ဒီခါမှာအဲ့ဒီကောင်ကြီးကအိတ်ခမ်းတွင်းကိုဝင်းလာတယ်ရင်ရင်လည်းအဲ့ဒီကောင်ကြီးကိုတိုက်ခိုက်ဖို့ဓားကိုယူထားတယ် ဒါပေမဲ့သီလရှင်ကြီးရဲ့စကားကိုပြန်ကြားရောင်လာတယ်။မေတ္တာဆိုတာအကောင်းဆုံးလက်နက်ပါ။အဲ့ဒီခါမှာရင်ကအဲ့ဒီကောင်းကြီးကိုတေချာကြည့်ပြီးတော့မေတ္တာရုပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့စလုံးတွေကကပောက်တိကပောက်ချာဖြစ်နေ။အိုးနောက်ထဲလေကြောင်လွန်းတာကြောင့်ဘာမှစဉ်းစားမရတော့။ဟိုးအကောင်းကြီးပေးရန်ခတ်သိငင်းချပါစေ။စင်ရခတ်သိငင်းချပါစေ။နှလုံးစိတ်ဝင်အေးချမ်းချပါစေ။အဲ့လိုယူရင်းနဲ့လက်ညှိုးထိုးထားလိုက် ကြောက်ကြောက်နေ၄၅၀ကောင်းလောက်ရွေ့ပြီးတဲ့အခါမှာတော့အဲ့ဒီကောင်းကြီးက ခန်းထဲကနေပြီးတော့ပြန်ထွက်သွားတော့တယ်။တညာလုံးအိတ်မရတော့ချောင်းလမ်းမှုလည်းထပ်မတွေ့ရတော့။နောက်ရက်တွေလည်းထုံးစံတိုင်းမေတ္တာနာနာပို့ဖြစ်တယ်။အဲ့ဒီရက်တွေကစပြီးတော့ချောင်းလမ်းမှုတွေမတွေ့ရတော့။ဒီလိုနဲ့ကိုဖိုးမောင်ကအလုပ်ပြီးလို့၄ရက်ကြာမှပြန်ရောက်လာခဲ့။ပေးရတဲ့ရက်မှာစေနုတော်တစုကိုပင့်လာလိုက်ပြီးတဲ့နောက်နောက်နေ့မှာတန်ဃာတော်တွေကိုပင့်ပိတ်ပြီးတော့တရားနေကစားတင်လိုက်တော့အဲ့ဒီနောက်ပိုင်းချောင်းလမ်းမှုတွေထပ်မတွေ့ရတော့ မိမကြီးဓမ္မယူခဲ့ဒီဗန္နာပင်လေးကိုခုတ်လိုက်ရကိုဖိုးမောင်ပြောတော့ရင်ရင်ထိတ်လန့်သွားတယ်ဒါပေမဲ့ကိုဖိုးမောင်ကိုဓာတော်ယူပေးလိုက်ကိုဖိုးမောင်ကတခဏအတွင်းဗန္နာပင်လေးကိုခုတ်ဖြတ်ပြီးတော့အပိုင်းပိုင်းဖြတ်လိုက်တော့ဘာမှမထူးဆန်းတော့အဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီနေရာကနေထွက်ခွာသွားတာဖြစ်နေဒါပေမဲ့လည်းရင်ရင်ကတော့စိတ်သေးကနေကြိတ်ပြီးတော့မေတ္တာပို့လိုက်မိပြန်ဟိုးအကောင်ကြီးဘေးရန်ခတ်တဲ့ငင်းကြပါစေစင်းရက်ခတ်တဲ့ငင်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမှတွင်ပြီးဆုံးသွားပါပြီခင်ဗျာ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ။